ဒီစကားလေးကတော့တခစ်တခါကလူသက်စကားတွေထဲမှာနာမည်ကြီးခဲ့တဲ့စကားလေးပါလူသက်သမားအများစုဟာငငယ်ကစိတ်တန်ရာတွေပဝင်းချင်ရိုက်ခတ်မှုတွေကြောင့်လည်းဖြစ်လာကြသလိုတချို့ကတော့မိဘကိုယ်တိုင်ကြောင့်ကိုလူသက်သမားဖြစ်လာရပါတယ်ဒါသမီးကိုဆူဆုံးမှပါတယ်ဆိုတဲ့ခေါင်းစဉ်ကြီးအောင်မှာအနိုင်ကျင့်နှိပ်စက်တဲ့စိတ်ရန်တွေသွသွင်းထကြတဲ့မိဘဆိုရင်လည်းတူးနေတေးပါအခုတင်ဆက်ပေးသွားမယ့် See No Evil ဆိုတဲ့စကားလေးတွေက Jacob Goodnight လို့ခေါ်တဲ့လူသက်သမားကလည်းအပေါ်မှာပြောခဲ့တယ်လို့ပါပဲမွေးလာတော့ကတော့တာမန်ကလေးပါပဲ ဒါပေမဲ့အမေကဘာသာရေးအစွန်းရောက်အမျိုးသမီးတယောက်ဖြစ်လို့အရွယ်ရောက်လာတဲ့သူ့သားကိုမိန်းကလေးတွေနဲ့ပတ်သက်ပြီးကြီးမားတဲ့အပြစ်လိုမျိုးပြောဆိုအပြစ်ပေးတတ်ပါတယ်။တရိတ်ဆန်တကောင်လိုလှောင်ကြိုက်နေတဲ့ဖွံ့ဖြိုးလာတဲ့လူငယ်တယောက်ရဲ့တဘာဝတရားတွေကိုလည်းစန့်ကျင်အစိုးဆုံးကတော့မိန်းကလေးတွေနဲ့မပတ်သက်ရလို့လူပြောဝဝင်လာတဲ့ခြေခေါက်ကအဖော်ချုပ်မဂဇင်းကိုကြည့်မိတာကြောင့်အမေဖြစ်သူကဘာသာရေးနဲ့ကိုင်းပေါက်ပြီးတော့နားမခံတာတဲ့အထိအမျိုးမျိုးအဆက်ခွဲတဲ့သူ့ကိုအမြဲတိမ်နေစေခဲ့တယ် ဒီချက်တွေကြောင့်ပဲအမေကျိုးဆွဲရကရတဲ့အယုတ်ကလေးတယုတ်တစ်ဖွဲဖြစ်လာရတဲ့ဂျေခော့ဟာဖခင်ရဲ့တမန်တော်အပြစ်သားတွေကိုအပြစ်ပေးရမယ်ဆိုတဲ့နားရဲရိုက်တွင်ခံထားရတဲ့ဇကားတွေကြောင့်အကြောင်းရင်းမရှိပဲမြင်မြင်သမျှလိုက်တက်တဲ့လူတပ်သမားတယောက်ဖြစ်လာခဲ့ပါတယ်။ဇလန်လေးမစခင်မှာ channel လေးကို like and subscribe လေးနှိပ်သွားဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုစလိုက်ကြရအောင်နော်။ ဇလန်းဆောင်မှာတော့ရဲကားတစီးဟာဆွန်ပြေအိမ်ဟိုကြီးတလုံးစီကိုရောက်လာပါတယ်။အကြောင်းကတော့လူမနေတော့တဲ့ဒီအိမ်ကြီးထဲမှာအမြဲလိုလိုအော်တန်တွေကြားနေရတာကြောင့်ပဝင်းကြီးကတိုင်ချက်ဖွင့်ထားလိုပါ။အိမ်ကြီးကအတော်လေးကိုကျေဝင်ပြီးတော့ပိုင်ရှင်ကဘာလို့ဆွန်ပြစ်သွားသလဲဆိုတာကတော့လူတိုင်းအတွက်ဗဟေးလိဆန်ဆန်နဲ့ကြံနေခဲ့ပါတယ်။ဂျယ်ရီကအိမ်ကြီးအခြေအနေကိုကြည့်ပြီးတော့တကားကိုဟကြည့်လိုက်တဲ့အခါအမျိုးသမီးတယောက်ရဲ့ကျေလောင်တဲ့အော်တန်ကြီးတစ်ခုကထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်တက်ကူတွေကိုစောင့်မနေတော့ဘဲနဲ့အကူအညီလိုအပ်နေတဲ့အမျိုးသမီးကိုကယ်ဖို့ဝင်သွားလိုက်ကြပါတယ်။နိုင်ငံမှာလည်းသွေးတွေပေးပွားနေပြီးတော့အိမ်တိုင်းရဲ့နေရာတိုင်းနှီးပါးမှာလဝဲကတိုင်တွေကိုလည်းတွေ့ရပါတယ်။အတန်လာရခန်းကိုဝင်သွားကြည့်တော့အင်မတန်ကြောက်လန့်နေပုံပေါ်တဲ့အမျိုးသမီးလေးတယောက်ဟာခေါင်းလေးငုပ်ပြီးငိုကြွေးလိုနေပါတယ်။ဂျင်းကတော့အခန်းထဲကမတင်ငါစရာရှိတာတွေကိုရှာဖွေနေခဲ့ပြီးရစ်ကတော့အမျိုးသမီးလေးကြောင့်တွေ့နေရတဲ့အဖြစ်အပျက်ကိုမေးဖို့ချင်းကပ်လိုက်ပါတယ် ဒါပေမဲ့အမျိုးသမီးကသူ့ကိုမော့ကြည့်လိုက်တဲ့အခါမှာရစ်တယောက်ပါဇက်အဟောင်းသားဖြစ်သွားရပြီးတငယ်ချင်းဖြစ်သူဒင်းကိုလည်းတစုံတယောက်ကပစိန်နဲ့ဝင်ခုတ်ကတပ်ပစ်လိုက်ပါတယ်။သူ့ကိုလည်းပစိန်နဲ့ခုတ်လို့လက်တဖက်ပြတ်သွားခဲ့ပြီးရစ်ဟာကြံခဲ့တဲ့လက်တဖက်နဲ့ထိုလ်လူရဲ့ခေါင်းကိုတန်းနဲ့နဲ့ပြစ်လိုက်ပါတယ်။ဒီခါလူသက်သမားကလဲကျသွားပြီးသူလဲဒဏ်ရာကြောင့်အတော်လေးနာကျင်နေရပါတယ်။ဒါမဲ့မျိုးလုံးတွေဖောက်ခံထားရတဲ့မိန်းကလေးကသူ့ထက်ပိုနာကျင်နေမယ်ဆိုတာသိလို့စိတ်ယုံကားကိုချက်ချင်းခေါ်လိုက်ပါတယ်။ ဒီလိုကြောင့်ရဲရဲလေချက်ချင်းရောက်လာကြပြီးတော့အင်ဂျီအထဲကိုရှာဖွေမှုတွေလုပ်ကြတဲ့အခါတခြားသောအလောင်းတွေကိုပါရှာတွေ့ခဲ့ပါတယ်။သတင်းသမားတွေကလည်းအင်ဂျီအနားမှာခြေချင်းလိမ်နေကြပြီးတော့ဂျေခော့ရဲ့အကြောင်းဟာမြို့မှာဟိုးလေးတကြောကြောဖြစ်သွားခဲ့ပါတယ်။ဒီအဖြစ်ပြက်တွေအပြီးနောက်၄နှစ်အကြာမှာတော့ရစ်ခါသူ့ရဲ့လက်တစ်ဖက်ကိုဆုံးရှုံးလိုက်ရပေမဲ့တာဝန်သည့်ရဲဝန်ထမ်းဘဝကိုဆက်လက်လုကင်နေသေးပါပဲ။လက်တလုံးမှာထောင်သားတွေကိုရှေ့ပြောင်းပေးဖို့တာဝန်ကျနေပြီးတော့အမျိုးသမီးထောင်ဆောင်ဖြစ်တဲ့ရှယ်လီနဲ့တွဲဖက်လှုပ်ဆောင်နေပါတယ်။ ူတို့ကထောင်သူထောင်သားတွေကိုတစုတစည်းတဲ့တည်ဆောင်ပြီး Blackwell Hotel အပြည့်ကြီးစီပို့ဆောင်ပေးရမှာပါဒီ hotel ကြီးကမိလောင်မှုဖြစ်ပြီးကလေးကဆုံးဖြတ်လိုက်ပြီးဖြစ်ပြီးပိုင်ရှင်ရာစေတနာဝန်ထမ်းတယောက်ဖြစ်တဲ့ Mary စီကိုလှူဒန်းထားပါတယ် Mary ကဒီ hotel ကြီးကိုပြန်လည်ပြုပြင်ပြီးတော့အင်ဂျီယာမဲတွေအတွက်ကုလုံစရာတစ်ခုပြုလုပ်ချင်တာပါဒါကြောင့်ထောင်သားတွေအကူအညီနဲ့ပြန်လည်ပြုပြင်ကျင်းတာဖြစ်ပြီးထောင်သားတွေအတွက်လည်းစူးစိအနေနဲ့ထောင်သက်ကာလတစ်လရွယ်နေသွားမှာပဲဖြစ်ပါတယ်။မယ်ရီကထောင်သားအလုံးကိုဒုတိယထပ်မှနေ ဒါပေမဲ့ရှစ်လွာနဲ့ကိုးလွာကိုတော့တက်ခွင့်မရှိဘူးလို့မှာကြားခဲ့ပါတယ်။အကြောင်းကတော့အခန်းနံပါတ်81မှာမီးလောင်ခဲ့ဘူးလို့ပါ။တထိပ် Blackwell နဲ့သူ့ရဲ့အမျိုးသမီးရဲ့နောက်ထပ်လူအနှင်းငယ်လေးတည်ခဲ့တယ်လို့ Mary ကအားလုံးကိုရှင်းပြခဲ့ပြီးရောက်တာနဲ့တန်ရှင်းတဲ့အလုပ်ကိုဆက်လုပ်ခိုင်းပါတယ်။မိန်းကလေးတွေကအမိုက်တဲ့ယောက်ျားလေးတွေကနယံတွေကိုတိုက်ချုပ်စေးကြောနဲ့ကိုစီတာဝန်တွေကိုခွဲဝေကလှုပ်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီအထဲမှာမှ Kira ကထွက်ပြေးဖို့ကိုစဉ်းစားနေပြီးတငယ်ချင်းဖြစ်သူ Anna နဲ့တိုင်ပင်ခဲ့ပါတယ်။ ော်တယ်တကားတွေအားလုံးကပိတ်ထားတော့ကီရာကပြတင်းမောက်ကနေစင်းကထွက်ပြေးမယ်လို့ပြောတဲ့အခါအန်နာကအောက်ကိုတည်တည်ချာချာကြည့်လိုက်ပြီးပြတင်းမောက်ကနေခုံချထွက်ပြေးရင်တော့ခန်းမာရဲရောက်သွားမှာဖြစ်လို့ဟိုတယ်ထဲမှာပဲရှိနေအောင်မှာပဲလို့ပြောပြပါတယ်။တကယ်တော့ကီရာဒီကနေထွက်ပြေးချင်ရတဲ့အကြောင်းရင်းဟာသူတို့နဲ့အတူပါလာတဲ့ထောင်သားမိုက်ကယ်ကြောင့်ပါပဲ။အပြင်မှာတော့ကီရာနဲ့မိုက်ကယ်တို့ဟာပြဿနာတချို့ရှိခဲ့ပြီးတော့ဒီကြောင်လဲကီရာကထောင်းချခဲ့တာပါ တဖက်မှာရီချီနဲ့အဒီလိုနှစ်ယောက်ကတန်ရှင်းရုံးနေကြရင်ရီချီကသူ့မှာပါလာတဲ့ဟိုတယ်မြေပုံကိုအဒီအာထုတ်ပြပါတယ်။ကြားဦးတာကတော့မီလောင်ပြီးတည်သွားတဲ့မစ္စတာဘလက်ဝဲလ်ရဲ့အခန်းမှာမိခင်တက်တာကြီးတစ်လုံးရှိတယ်။အဲ့ဒီအခန်းကိုဘသူမှတင်စီသွားခြင်းမရှိတာကြောင့်မိခင်တက်တာကလည်းရှိနေနိုင်သေးပြီးတော့တွေ့လို့ကတော့ထီပေါက်ပြီပဲလို့ရီချီကပြောပါတယ်။ဒီအကြောင်းကို LD ကိုပြောပြရဲဆိုတာကလည်းအဒီဟာတော့ဖွင့်ရမှာတဖက်ကန်းခက်ကျွမ်းကျင်တဲ့တော့ဝိဇာတယောက်ဖြစ်လို့ပါ။ ဟိုတယ်ကြီးကဝင်းကဘာပုံစံမျိုးဆောက်လုပ်ထားတာကြောင့်မသိတဲ့သူဖို့လမ်းပြောက်တဲ့အခြေအနေနဲ့ပါရင်ဆိုင်ရနိုင်ပါတယ်။ဒါပေမဲ့သူတို့ကမြေပုံကိုအောက်ကိုပြီးတော့မိခင်တက်တာကိုရှာဖွေကြဖို့လဝါချင်းရလဲကြပါတယ်။တပတ်မှာတော့ပစ္စည်းတွေစေးကြောနေတဲ့အန်နာစီကိုရဲမှုရစ်ကရောက်လာပါတယ်။ဒီ project ထဲမှာပါဝင်ကလေးဝန်သားရဲဆိုတဲ့အကြောင်းလေးလာပြောတာဖြစ်ပြီးတော့အန်နာကတော့ Michael နဲ့ Kira ရဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အပြင်မှာတော့ Kira ဟာ Michael အတွက်အလုပ်လုပ်ပေးခဲ့ရပြီးပြဿနာတချို့တက်ခဲ့တယ်။အခုလို project တစ်ခုထဲမှာအတူတူတောင်းဝင်ကြတော့ မိုက်ကယ်ဟာသူမကိုအန်ရယ်ပေးဖို့အမဲဆောင်ကြည့်နေတယ်လို့ရစ်ကိုပြောပြခဲ့ပါတယ်။ရစ်ကလည်းသူတကယ်မသိခဲ့လို့အခုလိုလှုပ်ခဲမိကြောင်းပြန်တောင်းမှန်ခဲ့ပြီးတော့ဒီကိစ္စကိုလည်းသူဖြေရှင်းလိုက်ပါမယ်လို့ပြောကထွက်သွားပါတယ်။ဒီလိုနဲ့ထမင်းစားချိန်ကိုရောက်တော့တသက်လိုပဲစားရီ M ကိုအဲရစ်ကသူ့ရဲ့အာလူးတုံးနဲ့လဲစားပေးခဲ့ပါတယ်။အဲ့ဒီအချိန်လမ်းမေးခွေးလေးတစ်ကောင်ကနေရာပေါက်ကနေတိုးဝင်လာပြီးတော့အစာလာတောင်းတာကြောင့် M ကသူ့ရဲ့အစားအစာတွေကိုခွဲဝေကျွေးလိုက်ပါတယ်။ဒါပေမဲ့အကျဉ်းရုပ်တဲ့မိုက်ကယ်ကခွေးလေးကိုဘူးကုန်တဲ့ပြက်ပေါက်ကမောင်းထုတ်ပစ်လိုက်ပါတယ်။ ဒါကြောင့်အန်နဲ့မိုက်ကယ်တို့နှစ်ယောက်သာစကားထများကြခြင်းအန်နာကနယံကအပေါက်ကိုတတိထားမိခဲ့ပါတယ်ခဏကြာမှာတော့ငင်းချဲရဲ့အနေနဲ့မိုက်ကယ်ကသူတို့ယူလာတဲ့ဆေးတွေကိုထုတ်ပြီးအတူတုံးဖို့အမ်ကိုစီရောက်ပါတယ်မ်တွေဝင်နေတော့မှာပဲဇိုဝီကသူ့မဘာပါဖို့ဝင်ပြောလာပါတယ်အားလုံးအားယူအိတ်ဆက်တဲ့အချိန်မှာတော့မိုက်ကယ်နဲ့အဲရစ်တိုကအမ်နိုနဲ့ချင်းဆိုထားတဲ့ရှစ်လွာကိုသွားဖို့ပြင်ဆင်နေကြပြီးမိဂန်တက်တာရှာမဲရစ်ချီနဲ့အက်ဒီရိုနှစ်ယောက်ကလည်းဒါဟာအချိန်ကောင်းမဲမှုမြေပုံတိုင်းစတင်လှုပ်ရှားနေကြပါတယ် ရေချိုးနေတဲ့ကီရာကိုတော့မိုက်ကီကလာနှောက်ရှက်ခဲ့ပြီးအန်နာကအချိန်မီတားစီနိုင်ခဲ့ပါတယ်။ရဲမူရီနဲ့ရှယ်လီကလည်းအလာပါတလာပါပြောရင်းပထမတက်မှာအရက်ထိုင်တောင်းနေကြပါတယ်။တစ်ဖက်မှာတော့အက်ဒီကမိခင်တက်တာရှိတာတေချာရဲ့လာလို့ရစ်ချီကိုမေးရင်မယုံတယုံနဲ့နောက်လိုက်လာပါတယ်။ရေဂျီကတော့တေးကြရဲလို့တတိချပြောရင်းနဲ့ပဲဆက်ရှောင်းလာခဲ့တဲ့အခါအေဂျီယာမဲတယောက်ရဲ့ဆိုင်းမုတ်ပြားတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဒီတော့မှသူအနေငယ်မားနိုင်ကြောင်းဝန်ခံခဲ့ပြီးဈေးကြီးတဲ့အရက်ပလင်းတစ်လုံးကိုတွေ့တော့ဘာကြောင့်ယူမသွားသလဲမသိဘူးလို့ရေရွတ်လိုက်ပါတယ်။ အဲ့ဒီအခါအတ္တီကသူတို့တွေမိခင်တစ်တာကိုရှာတွေ့သွားပြီးချမ်းသာသွားလို့ဒါတွေကိုမလိုတော့တာဖြစ်မှာပေါ့လို့အတက်တီရောဖြေလိုက်ပါတယ်။သူတို့နောက်ထပ်ခြေလဲအနေငယ်လှမ်းလိုက်ရုံမှာပဲအင်ဂျီယာမဲရဲ့အလောင်းမှာထပ်တွေ့လိုက်ရပြီးနှစ်ယောက်သားထိတ်လန့်သွားကြပါတယ်။အတ္တီကမိလောင်တော့ကတေးထားတာဖြစ်မယ်လို့ပြောတဲ့အခါမိလောင်နာဟာလွန်ခဲ့တဲ့နှစ်30တဲကဖြစ်ပြီးတော့အခုဒီလူကတော့တေးထားတာမှလက်လက်ဆက်ဆက်ပဲရှိနေသေးတယ်လို့ရီချီယာထောက်ပြခဲ့ပါတယ်။အတ္တီကတော့သူ့ကိုလန့်အောင်မလုပ်ဖို့ရီချီကိုပြောလိုက်ပြီးအင်ဂျီယာမဲစီမှာပတ်စံတွေရှိမလားဆိုပြီးရှောက်ရှားကြည့်နေပါတယ်။ ရှာလင်းအလောင်းကိုနိုင်ရန်ဘက်တဲမဲ့လိုက်တဲ့အခါမျိုးလုံးတွေကရှိမနေတာကြောင့်ရီချီတယောက်ကြောက်လန့်ပြီးအက်ဒီကိုထားရိတ်ခဲကထွက်ပြေးသွားပါတယ်။ဒီခါမှာသူ့ဘာလန်းပြောက်သွားခဲ့ပြီးမြေပုံစာရွက်ကိုကင်ကထွက်ပေါက်ကိုစူးစမ်းရှာပေမဲ့လည်းလမ်းဟာပြောင်းနေသေးပါပဲ။မြေပုံမသိတဲ့အက်ဒီကတော့ရီချီကိုပဲအာကိုတကြီးလိုက်ရှာနေရပါတယ်။ရီချီကတော့လမ်းပြောက်လို့ကောင်းတွေထုပ်ပူနေပြီးမြေပုံကိုကြည့်လိုက်လမ်းကိုရှာလိုက်လုပ်နေပါတယ်။သူမသိတာကတော့သူ့အနောက်ကဓလိကားတွေကနေလူတယောက်ထွက်လာတာကိုပါ။ထိုလူကသူတို့မျိုးရဲ့နာမည်ကြီး လူသက်သမားဂျေခော့ပါပဲ။ဘာကြောင့်မတည်သေးလဲဆိုတာကိုတော့ဘယ်သူမှမသိပေမဲ့သူ့ရဲ့ရက်စက်မှုကတော့မပြောင်းလဲခဲ့ပါဘူး။ဂျေခော့ဟာလမ်းရှာဖို့ပဲအာယုံများနေတဲ့ရစ်ချီရဲ့ခြေထောက်ကိုသူ့လက်ထဲမှာကင်ဆောင်ထားတဲ့တန်ကြိတ်ကောက်ကြီးနဲ့လှမ်းချိတ်လိုက်ပါတယ်။အဲနောက်ဓလိကားရဲကိုဆွဲခေါ်သွားခဲ့ပြီးဒါကိုအက်ဒီတယောက်တစ်ဖက်ချမ်းကနေလှမ်းမြင်လိုက်ပါတယ်။သူ့ကိုယ်တိုင်လက်ထိတ်လက်နေတာမဝင်မကူညီနိုင်ခဲ့ပဲထွက်ပြေးခဲ့ပါတယ်။ရစ်တိုစီကိုတော့အမေရိကရောက်လာပြီးတော့ဓလိကားကိုတယောက်ယောက်အုံပြုနေကြောင်းလာပြောပါတယ်။ သူကထောင်သားတွေလျှောက်သွားနေလို့ထင်နေပြီးတော့ရစ်တို့ကိုလာပြောတော့ရစ်ကသွားကြည့်ဖို့လုပ်ပေမဲ့ရှယ်လီကသူ့ပဲကန်တွေ့လိုက်ပါမယ်လို့ပြောကထွက်သွားလိုက်ပါတယ်။ဒါကြောင့်ဒက်လီကစီသွားပြီးတော့အရင်ဆုံးနှလွာကိုစစ်ဆေးဖို့တက်သွားလိုက်ပါတယ်။ဒါမဲ့ဒက်လီကနှလွာမှာမရက်ပဲ၃လွာ၄လွာစသဖြင့်ဆက်တက်သွားခဲ့ပြီး၈လွာကိုရောက်မှရက်သွားပါတယ်။တကားပွင့်တော့တယောက်ယောက်များရှိမလားဆိုပြီးအတန်ပြုတ်ခဲ့ပေမဲ့ဘာတုံးပြန်တမ်းမှမရှိလို့အောက်ကိုပြန်ဆင်းဖို့လုပ်ခဲ့ပါတယ်။ဒီချိန်ရင်ကောင်ကြီးတကောင်ကသူ့မနားကိုပြန်ဝဲလာပြီးသူ့မလည်းရင်ကိုလိုက်ရရင်လည်း ရုတ်တရက်ဆိုသလိုလက်အစုံကသူ့မလေပင်ကိုဖမ်းညစ်လိုက်ပါတယ်။ထိုလူဟာဂျေကော့ပဲဖြစ်နေပြီးရှယ်လီကိုဓာတ်လေကအမိုးနဲ့ရိုင်းမိတဲ့အထိကင်မြောက်ပစ်လိုက်တာကြောင့်ရှယ်လီတယောက်တတိလစ်သွားပါတယ်။အဲဒီနောက်ရှယ်လီရဲ့မျက်လုံးတွေကိုလက်နဲ့နှိုက်ထုတ်ပစ်လိုက်ပြီးပလင်းထဲမှာထည့်ဆိုင်ထားလိုက်ပါတယ်။ဒီဟိုတယ်ကြီးထဲမှာဂျေကော့ရှိနေတာဘသူကမှသတိမထားမိခဲ့ကြရလား။ပိုင်ရှင်ဖြစ်တဲ့မယ်ရီတောင်မသိပဲဘလို့များပုံးကွယ်နေနိုင်တယ်လဲဆိုတာကတော့လျှို့ဝှက်ချက်တစ်ခုရှိနေမယ်လို့ထင်ပါတယ်။ မိုက်ကယ်တို့လေယောက်ကတော့စေချာဖို့ရှစ်လွာကိုလေကားကနေတက်လာကြပြီးတော့နှစ်လွာမှာတော့ခီရာနဲ့အန်နာတို့နှစ်ယောက်သာကြံရစ်ခဲ့ပါတယ်။အချိန်မရွေးမိုက်ကယ်ရန်ပြုမာကိုစိုးရိမ်နေတဲ့ခီရာကဒီကနေထွက်သွားချင်ပြီလို့ယင်ဖွင့်တော့အန်နာဟာသူမတွေ့ခဲ့တဲ့နေရန်ကအပေါက်အချောင်းကိုပြောပြလိုက်ပါတယ်။ခွေးလေးကအပြင်ကဝင်လာတာဖြစ်လို့အရိယာထွက်ရင်အပြင်ကိုရောက်နိုင်ပြီလို့အန်နာကရှင်းပြတော့ညှလင်းချက်ရောင်လေးလေးရလိုက်တဲ့ခီရာဟာပျော်ရွှင်သွားခဲ့ပါတယ်။ဒါပေမဲ့သူမတို့နှစ်ယောက်ကိုဂျေခော့ဟာပြစ်မှတ်ထားနေပြီဆိုတာကိုတော့တတိမထားမိခဲ့ကြပါဘူး။ ခီဝါကအထုပ်တွေအမြန်သိမ်းပြီးတော့ရဲရီမမြင်အောင်မိဖို့ခန်းကနေတဆင့်ခန်းမတွေကိုကူးသွားဖို့လုပ်ပါတယ်။ကာထားတဲ့တန်စကားကိုခရင်နဲ့ထိုးဆွကြည့်နေတဲ့အချိန်ရင်ကောင်တွေကရောက်လာပြန်ပြီးအနားမှာတဝဲလေလေလုံနေလို့လိုက်ရရင်နဲ့အနောက်ကိုလမ်းကျသွားပါတယ်။ဝုံဝုံတန်းတဲ့အတန်တွေကြတော့ရစ်ကလည်းထလာပြီးအနာကလည်းသူမကိုအပြေးလာကြည့်ပါတယ်။ဒါပေမဲ့သူမအဆင်ပြေတာမို့ရဲမှုဝင်မလာအောင်ပဲစောင့်ကြည့်ပေးဖို့အနာကိုပြောလိုက်ပါတယ်။အနာထွက်သွားတော့ထွက်ပြေးဖို့ကိုပြန်လည်ပြင်ဆင်နေချိန်ဓာတ်လေကားတွေကနေတယောက်ယောက်ဆင်းလာတာကြောင့် မိုက်ကယ်ထင်နဲ့သူမကိုမနှောက်ရှက်ဖို့တောင်းဆိုလိုက်ပါတယ်။နောက်တော့မှဓလေကားတွေကနေရင်ကောင်းတွေနဲ့အတူခြေကောက်ဟောင်းထွက်လာပါတယ်။ဒီတော့မှခီရာတယောက်ထွက်ပြေးဖို့စူးစမ်းခဲ့ပေမဲ့လေခြေကျော်ပြီးမှောက်ရလဲသွားပါတယ်။အဲ့ဒီအချိန်ခြေကောက်ကသူ့ရဲ့ခြေကောက်ကြီးနဲ့ခီရာရဲ့ပခုံးကိုလှမ်းချလိုက်ပြီးဓလေကားစီဆွဲခေါ်သွားခဲ့ပါတယ်။အော်ဒန်ကြားလို့ပြန်ရောက်လာတဲ့အန်နာနဲ့ရဲမှုရစ်တို့ဝင်လာတဲ့ခါမှာတော့ခီရာဟာဂျေကော့လက်ထဲပါသွားခဲ့ပါပြီ။ဒါကြောင့်ရစ်ကဒီတက်လီကဟာဘယ်အထက်တွေကိုသွားသလဲဆိုတာမယ်ရီကိုမင်းမြတ်လိုက်ပါတယ် မယ်ရီကတော့အထက်တိုင်းပဲလို့ပြန်ဖြေခဲ့ပြီးဒါဆိုဒီဟိုတယ်မှာတခြားဘသူရှိသေးလဲဆိုတော့မရှိဘူးရစ်တိုမလာခင်ကတည်းကအင်ဂျီယာမယ်ရီအားလုံးကိုရှင်းပြသွားပြီဖြစ်ကြောင်းပြောလာပါတယ်အဲဒါကြောင့်ကျန်တဲ့သူတွေအားလုံးခန်းထဲမှာရှိနေရလားဆိုတော့အန်နာကိုသွားစစ်ဆေးခိုင်းလိုက်တော့အန်နာကအားလုံးရှစ်လွာကိုတက်သွားကြပြီဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်အားလုံးဒုက္ခမရောက်ကြသေးခင်အမြန်ဆုံးသွားခေါ်ဖို့ရစ်ကတက်လီကာစီပြေးသွားလိုက်ပြီးမယ်ရီကိုတော့ရဲကိုအကြောင်းကြားခိုင်းလိုက်ပါတယ်အန်နာကိုလည်းခန်းထဲမှာပုန်းနေဖို့ပြောပြီးမဲ့အန်နာကခေါင်းမာပြီးသူ့နောက်ကိုလိုက်လာပါတယ် ဒီလိုနဲ့အပေါ်ဆုံးတက်ကိုတက်လာကြရင်အန်နာလက်ကသွေးတွေကိုတွေးတော့ဘာဖြစ်လာခဲ့ရလဲလို့ရစ်ကမေးတဲ့အခါအန်နာကဘာမှဖြစ်မလားပါဘူးဒါကကျမတွေ့တာဟုတ်မနေဘူးလို့ပြောနေရင်းနဲ့ပဲဓာတ်လေကအမိုးပေါ်ကနေနောက်ထပ်သွေးဇက်တွေကထက်ကြလို့လာပါတယ်မောကြည့်လိုက်တော့သပင်နေနဲ့သွေးဇာတွေကပ်နေရကိုတွေ့လိုက်ရပါတယ်ရှစ်လောင်မှာပိတ်မိနေတဲ့အဒီကတော့ပြေးပြင်းပြေးနေရင်းနဲ့ပဲဓာတ်လေကရက်တဲ့အတန်ကိုကြားလိုက်ရတဲ့အခါတွေ့ရခံနေတော့ဖြစ်ပြီးဝင်ပုံးဖို့စူးစမ်းခဲ့ပါတယ်ဒါမဲ့တယောက်ယောက်ကသူ့ကိုတွေ့သွားခဲ့တာကြောင့်ထိတ်လန့်သွားခဲ့ပေမဲ့ ကံကောင်းလို့ရဲမှုနဲ့အန်နာတို့ဖြစ်နေခဲ့ပါတယ်။အဒီကရစ်ချီကိုသူဖမ်းသွားပြီလို့အလင်းစလိုပြောလာတာကြောင့်ရစ်ကဘသူလဲဘလို့ပုံစံလဲဆိုတာတီချာပြောပြခိုင်းပါတယ်။အဒီကအဒီကလူသားသမားမှာထွားချိုင်းတဲ့ခန္ဓာကိုယ်ရှိတယ်။ပြီးတော့သူ့မှာတန်ကျိုးရှည်တစ်ချောင်းလဲရှိပြီးခေါင်းမှာအပေါက်ကြီးနေလို့သူမြင်ခဲ့တဲ့မျိုးကိုပြောပြခဲ့ပါတယ်။ရစ်ကတော့ဒါဟာဂျေးခော့ပဲဆိုတာနားလည်လိုက်ပေမဲ့သူကိုရန်တနက်နေ့ခေါင်းကိုပြစ်ခဲ့တာမလို့မသေးသေးဘူးဆိုတာကိုမယုံကြည်နိုင်ဖြစ်သွားပါတယ်။နောက်ပြီးခီရာကိုဘာကြောင့်ဖမ်းသွားရလဲလို့အန်နာမေးခွန်းထုတ်လာတဲ့အခါ ူတေချာတော့မသိပေမဲ့ရခင်အဖြစ်ပြက်တုန်းကဒီကိစ္စမှာတော့နောက်ဆုံးရှင်ကြံခဲ့တဲ့မင်းကလေးရဲ့ခန္ဓာကိုယ်မှာဘာသာရေးတတူးတွေထိုးထားကြောင်းရှင်းပြလိုက်ပါတယ်ဒီတော့မှအန်နာကခီရာမှာလည်းဘာသာရေးတတူးတွေရှိကြောင်းရစ်ကိုပြောပြပါတယ်ဘာပဲဖြစ်ဖြစ်အန်နာနဲ့အက်ဒီကိုတော့အမြန်ဆုံးထွက်ပြေးဖို့ပြောလိုက်ပြီးကိုကုတ်ကိုကာကွယ်နိုင်အောင်လဲကျင်ဆက်တလုံးပေးခဲ့ပါတယ်သူကတော့ခီရာကိုရှာပြီးမှလိုက်ခဲ့မယ်လို့ပြောပေမဲ့အန်နာကလူအုပ်တောင်ရင်ပူအောင်မြင်နိုင်ချေရှိလို့သူတို့ကလိုက်ခဲ့ခြင်းကြောင့်လှမ်းပြောလိုက်ပါတယ် ဒါမဲ့ရစ်ကဘသူ့ကိုမှအန္တရာယ်မဖြစ်စေချင်တဲ့အတွက်ထွက်သွားဖို့သာပြောနေတော့ရုတ်တရက်တန်ကျိတ်ကောက်ကြီးကအပေါ်ကနေအရှိန်နဲ့လွှဲကြလာပြီးရစ်ရဲ့လက်မျိုးကိုစိုက်သွားပါတော့တယ်။နောက်တော့အပေါ်ကိုဆွဲတင်ခလိုက်ရပြီးတနက်တန်နေလဲထွက်ပေါ်လာခဲ့ပါတယ်။အဲနောက်တမင်းနဲ့အတွင်းမှာပဲရစ်တယောက်မျိုးလုံးတွေဖောက်ထုတ်ခံရပြီးအောက်ကိုပြန်ကျလာပါတယ်။အချိန်နဲ့မဟန်တော့တာကိုသိတဲ့အန်နာကရစ်ရဲ့လက်ထက်ကတနက်ကိုယူပြီးအန်ဒီနဲ့အတူထွက်ပြေးခဲ့ပါတယ်။ တက်ဖက်မှာဘာမှမသိသေးတဲ့မိုက်ကယ်တို့အဖွဲ့ကတော့ရှစ်လောင်မှာရှိတဲ့ပစ္စည်းတွေကိုဖျက်ဆီးချင်တိုင်းဖျက်ဆီးနေခဲ့ကြရင်တံမိုးကြီးပစ္စည်းတွေစီချင်ထားတဲ့အခန်းထဲကိုရောက်လာပါတယ်။မိုက်ကယ်ကတော့ဒီခန်းဟာအထက်တန်းလွှာရနေခဲ့တယ်ထင်တယ်လို့ပြောပြီးတော့သူတို့လုပ်ငန်းကိုစတင်လိုက်ကြပါတယ်။ဒါဟုတ်ဂျေကော့ကနှစ်ဖက်မြင်မှန်ကနေတဆင်စောင့်ကြည့်နေခဲ့ပြီးခီရာကလည်းအဲ့ဒီနောက်မှာထုံအောင်ခံထားရပါတယ်။စီဇွန်ပြလာတဲ့ Amne Eric တို့ဟာသူတို့အတွက်တည်တဲ့နေရာလေးတစ်ခုရှောင်ဖွေဖို့ထွက်သွားကြပါတယ်။ဒီခါဇိုဝီနဲ့ Michael တို့နှစ်ယောက်ပဲကြံခဲ့ပြီ ဇိုဝီကတော့ပြင်းလို့ညီမဖြစ်သူကိုဖုံးဆက်ခဲ့ပါတယ်ဖုန်းကိုမြင်တော့ဘယ်ကရလာခဲ့တယ်လဲဆိုတာကိုမိုက်ကယ်တယောက်စိတ်ဝင်စားသွားပြီးဇိုဝီကိုမေးကြည့်ခဲ့ပါတယ်ဇိုဝီကတော့ဒီအိုမလာခင်ကားပေါ်မှာတော့ရှယ်လီအိတ်ထဲကနေခိုးထားခဲ့တာလို့ရှင်းပြလိုက်ပါတယ်ခီရာကတော့ဂျေကော့တယောက်ကသူ့ရဲ့ခန်းထဲကိုခေါ်သွားခဲ့ပြီးသူငငယ်ကအပြစ်ပေးခံနေကြလောင်ကျိုက်နေမှာထည့်ထားလိုက်ပါတယ်အဲ့ဒီမှာတော့ဆေးချိန်ထားတဲ့မျိုးလုံးပေါင်းများစွာနဲ့ပြတ်တောက်နေတဲ့လူသားကိုအင်းကစိတ်ပိုင်းတွေ အဖမ်းခံထားရတဲ့ရီချီနဲ့နှလုံးတွေဖောက်ခံထားရတဲ့ရှယ်လီတို့ရဲ့အလောင်းတွေကိုခီရာတယောက်အမြင်တွေ့လိုက်ရပြီးကြောင်လန့်ကအပြင်အလူတွေကိုအော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့သူမအော်ဒန်ကိုကြားလို့ဝင်လာတာဟာဂျေးကော်ပဲဖြစ်နေခဲ့ပြီးခီရာကသူမစီကဘာလို့ကျင်လာလဲလို့မေးလိုက်တဲ့အခါရီချီရဲ့နှလုံးတွေကိုလက်တွေ့နှိုက်ထုတ်ပြလိုက်ပါတယ်။အဲနောက်သူမကိုလောင်အိမ်ထဲကဆွဲခေါ်လာပြီးကျင်လာတဲ့မျက်ဝန်းတွေနဲ့သူမမျက်နှာကိုပုတ်တက်လိုက်ပါတယ်။ဒါပေမဲ့အမေရဲ့ဆုံးမစကားတွေကနားရဲရောက်လာပြီးခီရာကိုကြမ်းကြမ်းတမ်းတမ်းပြန်ဆက်ဆံမိပါတယ်။ ငငရသူ့ကိုအမေအပြစ်ပေးခဲ့တဲ့အတိုင်းခီရကလည်းရင်မအောင်လုပ်ပြီးသူမခန္ဓာကိုယ်ဘက်ကတတ်တူးတွေကိုလည်းစိတ်ဝင်တစားကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာအမ်နဲ့အဲရီတိုဟာသူတို့ရဲ့တည်တံ့အခန်းလေးထဲမှာအချစ်တွေကိုရှာဖွေနေကြခြင်း၊ကရင်အောင်မှာထောင်ချောက်တွေရှိနေခဲ့တာကိုတော့သတိမထားမိခဲ့ကြပါဘူး။ကရင်ကတစ်ချက်ဣကြသွားတဲ့စပရိန်နဲ့ချိတ်ဆက်ထားတဲ့အကျိုးလေးဟာဘယ်အခန်းမှာလူရောက်နေလဲဆိုတာဂျေကော့ကိုအချက်ပြနေပါတယ်။အကြပေးခေါင်းလောင်းတံထွက်လာတဲ့ဂျေကော့ဟာခီရာကိုလောင်အိမ်ထဲပြန်ထည့်ခဲ့ပြီးအမ်လို့ရှိနေတဲ့အခန်းစီထွက်လာခဲ့ပါတယ်။ အမ်လို့ကတော့အချိန်ကိုအကျိုးရှိရှိအသုံးချနေကြပြီးတော့ရုတ်တရက်အမ်ကအဲ့ရထောင်းမှာထောင်ထားတဲ့မှန်ကိုတန်တရားဖြစ်လာပါတယ်။ဒါကြောင့်အဲရစ်ကအမ်ရဲ့တန်တရားတွေကင်းသွားအောင်မှန်ကိုတေချာဆစ်ဆေးကြည့်လိုက်တဲ့အခါမှန်ကနှစ်ဖက်မြင်မှန်ဆိုတာသိသွားပါတယ်။ဒါပေမဲ့အတိနောက်ကျသွားခဲ့ပြီးဂျေကော့ရဲ့အရေးဟာမှန်နောက်ကနေပေါ်လာပါတယ်။အဲ့နောက်ဂျေကော့ဟာမှန်နောက်ကနေပါဖောက်ထွက်လာပြီးသူတို့နှစ်ယောက်လည်းအပြင်ကိုထွက်ပြေးခဲ့ပါတယ်။စတိုကန်တစ်ခုထဲမှာတကားပိတ်ပြီးပုံနေခဲ့ကြတဲ့အချိန်အဲရစ်ကအမ်ကိုပြတင်းပေါက်ကနေထွက်ပြေးဖို့ပြောပါတယ်။ ပြီးရတဲ့မိသားပိုက်တစ်ခုကိုရှာလာခဲ့ပြီးတော့အမ်ရဲ့ခါမှာခြိပေးလိုက်ကအောက်ကိုတဖြည်းဖြည်းချပေးလိုက်ပါတယ်။အမ်ကတော့ပြုတ်ကျမှကြောက်လို့အောက်ကိုပဲလှမ်းကြည့်နေခဲ့ပြီးရုတ်တရက်ကျိုးကရက်တန်သွားတာကြောင့်အပေါ်ကိုလှမ်းကြည့်လိုက်တဲ့အခါကျိုးကိုခြင်ထားတာဟာအဲရဲမဟုတ်တော့ပဲဂျေကော့ပဲဖြစ်နေပါတယ်။ဂျေကော့ကသူ့ရဲ့ကျိုးကိုအပေါ်ကိုပြန်ဆွဲတင်နေခဲ့ပြီးအမ်လည်းဂျေကော့လက်ထဲမရောက်ဖို့အတင်းရုံးကန်လိုက်တဲ့အခါကျိုးကပြေးကြပြီးခြေထောက်နဲ့သွားချိန်နေပါတယ်။ ဒီလိုကြောင့်ဇောက်ထိုးဖြစ်သွားတဲ့ M ကိုဂျေခော့ကသူမဆန္ဒအတိုင်းဂျိုးကိုလှုပ်ချပေးခဲ့ပါတယ်။အဲဒီကအမ်လဲအောက်ကိုတဖြည်းဖြည်းနဲ့ပြုတ်ချသွားခဲ့ပြီးသူမလက်တစ်ဖက်ဟာမြေကြီးနဲ့ထောင်းမိသွားခဲ့တာကြောင့်အသွင်သွင်ဂျိုးသွားပါတယ်။ဂျိုးကအနေငယ်တိုးနေတော့တွဲလောင်းကြီးဖြစ်နေပြီးတော့အဲဒီချိန်သူမအစာကျွေးခဲ့တဲ့လမ်းမီးခွေလေးကသူမအနာကိုရောက်လာပါတယ်။အဲရီကတော့ခေါင်းတစ်ချမ်းချီတဲ့အထိအထုခံထားရလို့လဲကျနေခဲ့ကဂျေခော့ကသူ့ရဲ့မျက်လုံးတွေကိုဖောက်ထုတ်နေခဲ့ပါတယ်။ဂျိုးမှတွဲလောင်းကြီးဖြစ်နေလို့ဒုက္ခရောက်နေတဲ့အမ်ကို ခွေးလေးကစူးစမ်းကြည့်နေပြီးတဲ့နောက်သူမလက်ကကျလာတဲ့သွေးတွေကိုရှာနေလိုက်ရနေပါတယ်။အဲဒီနောက်ထဟောင်းလိုက်ကသူ့ရဲ့ဘော်ဒါဘော်ကျွတ်တွေကိုအချက်ပေးလိုက်ပါတယ်။ဒီခါခွေးကြီးတွေပါပါဝင်လာပြီးသူမရဲ့ကျိုးပဲ့နေတဲ့လက်ကိုစတင်ကြိုက်ဖြတ်ကောင်ဝိုင်းဝန်းစားတော့ပြစ်လိုက်ကြပါတယ်။မိုင်းနဲ့ဇိုရီကတော့တကားကြက်နေလို့အောက်ထက်ကိုပြန်မရဖြစ်နေပြီးဓာတ်လေကစီသွားကြပါတယ်။ တလိကတကားပွင့်လာတာနဲ့ရင်ကောင်းလေးထွက်လာလို့ဇိုဝီတယောက်ညင်ညူနေတော့မှပဲရုတ်တရက်သူမဘေးကနေခြေကောကပေါ်လာခဲ့ပါတယ်။ခြေကောကဇိုဝီကိုပစိမ့်နဲ့လှမ်းခုတ်ဖို့ရွယ်လိုက်တဲ့အချိန်မိုက်ကတွေ့သွားပြီးဇိုဝီကိုတွန်းဖယ်လိုက်ကသူ့လက်ထဲမှာကင်ထားတဲ့တန်ပိုင်နဲ့ခြေကောရဲ့ခေါင်းကိုရိုက်လိုက်ပါတယ်။အဲနောက်ဇိုဝီကိုလက်ဆွဲကတစ်ဖက်အခန်းထဲမှာဝင်ပုန်းနေလိုက်ပါတယ်။ ဂျေကောကတော့အခန်းတစ်ခန်းစီတိုင်းကိုလိုက်ဖွင့်ရင်းမိုက်တို့ကိုရှာဖွေနေခဲ့ပြီးအခန်းတစ်ခန်းကတကားဖွင့်မရတာကြောင့်သူတို့ရှိနေတယ်ဆိုတာရှိမိသွားပါတယ်။ဒါကြောင့်တကားကိုဖျက်ဝင်လာပြီးတော့အိယာအောက်ရေချိုကန်ဘီရိုစသဖြင့်မြေလန်ရှာခဲ့ပါတယ်။ကံကောင်းကျင်တော့ဇိုဝီပုံးနေတဲ့ဗီဒီယိုကိုဂျေကောကတကားတစ်ချက်ပဲလှန်ကရှာခဲ့တာကြောင့်အထုပ်တွေနောက်မှာကွယ်နေတဲ့သူမကိုမြင်မသွားခဲ့ပါဘူး ဒါကြောင့်ဂျေကော့ကပြန်ထွက်သွားခဲ့ပေမယ့်ရုတ်တရက်ဇိုးရဲ့ဖုံးကမြည်တမ်းထွက်ပေါ်လာတာကြောင့်ဂျေကော့လည်းကြားသွားခဲ့ပြီးအခန်းထဲကိုပြန်ဝင်လာခဲ့ကဗီရိုတွေကသူမကိုဆွဲထုတ်ခဲ့ပါတယ်။အဲ့နောက်ဇိုးရဲ့စပင်ကိုလှန်ဆွဲထားလိုက်ပြီးဖုံးတလုံးလုံးကိုသူမရဲ့ဗဇက်ထဲကိုထိုးထည့်ပြစ်လိုက်ပါတယ်။ဖုံးကလက်မျိုးထဲထိဝင်သွားလို့သတိမေ့သွားတဲ့ဇိုးကိုဂျေကော့ကဆွဲခေါ်သွားခဲ့ပြီးမိုက်ကယ်ကတော့ပုံနေရာကနေပဲရက်တိနေခဲ့ပါတယ်။ ခြေကောက်ထွက်သွားတော့မှအပြင်ကိုပြန်ထွက်လာတဲ့မိုက်ကယ်ဟာအန်နာတို့နဲ့ဆုံးခဲ့ပြီးတော့ရှောင်းလမ်းမှာထားထားတဲ့ကျိုးကိုတွေ့တော့အန်နာကဖြောက်ဆွဲခဲ့ပါတယ်။ဒါဟာခြေကောက်ကိုအချက်ပြတယ်လို့ဖြစ်သွားပြီးခြေကောက်ဟာဓလိကားကနေဆင်းလာပါတယ်။သူတို့လည်းဓလိကားပွင့်လာတာနဲ့တိုက်ခိုက်ဖို့အသင်ပြင်ထားလိုက်ကြပြီးတကယ်တမ်းကျတော့ဓလိကားရဲ့ခြေကောက်ဟာပါမလာခဲ့ပါဘူး။အဲဒီအစားနိုင်ရန်နောက်ကနေဖောက်ထွက်လာခဲ့ပြီးသူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။မိုက်ကတော့တန်တုံနဲ့ဝင်ရရင်ကိုင်ပေါက်ခံလိုက်ရပြီးတော့အန်နာနဲ့အက်ဒီတို့ကတော့အခွင့်အရေးရအောင်ထွက်ပြေးကြပါတယ် ဒါပေမဲ့ဂျေကော့ဟာတလီကောင်ကိုဖျက်ဆီးလိုက်တာကြောင့်ဆက်ကရက်သွားပါတယ်။ပြီးတော့သူ့ရဲ့ပစိန်နဲ့တကားကိုခုတ်ဖြတ်ပြီးဝင်လာဖို့လုပ်နေတာကြောင့်အန်နာနဲ့အက်ဒီလည်းတလီကောင်အပေါ်တက်ကအေးပေါ်လေကားကနေတဆင့်တက်ပြေးဖို့ကြိုးစားရပါတယ်။ဂျေကော့တက်မလာနိုင်အောင်လဲအက်ဒီကကျင်စက်နဲ့တို့ကတိုက်ခိုက်ခဲ့ပြီးနှစ်ယောက်သားအပေါ်ကိုအမြန်တက်ပြေးလာခဲ့ပါတယ်။သူတို့ရောက်လာတဲ့အချိန်မှာတော့ခီရွာရဲ့အော်တန်ကိုကြားရတာကြောင့်အတန်တန်းရှောက်ရှာကြရင်အခန်းတစ်ခုရဲ့ရောက်လာကြပါတယ်။ဒါဟာအဒီရှာနေခဲ့တဲ့ဘလက်ဝဲရဲ့အခန်းဖြစ်ပြီးတော့အခန်းနဲ့ရံမှာလဲငွေသားအတိကတ်လို့ထားပါတယ်။ ရွေချီပြောသလိုမိခင်တက်တာဟာတကယ်ပဲရှိနေခဲ့ပေမဲ့ဘသူကမှအပြင်ကိုမတည်သွားနိုင်ခဲ့ကြတာပါဒီချိန်ခီရာအတန်ကိုထထားလိုက်ရပြီးတွားရှာကြည့်တဲ့အခါမှာတော့လောင်ကျိုင်းတွေကခီရာကိုရှာတွေ့ခဲ့ပါတယ်ဖွင့်မို့တော့လည်းမရှိဂျေကော့ကလည်းအခန်းစီပြန်လာနေတာကြောင့်နှစ်ယောက်သားအမြန်ပုန်းနေလိုက်ကြပါတယ်သူတို့တွေဂျေကော့ကိုမျှားခေါ်ကြပြီးတော့ခီရာကိုကဲမရနိုင်မယ်လို့အန်နာကပြောတဲ့အခါအဒီကလည်းပိုကောင်းတဲ့အကြံမရှိတာကြောင့်သဘောတူလိုက်ရပါတယ် ခီရာကတော့သူမကိုလှောင်ပိတ်ထားမဲ့အစားမြင်မြန်အဆုံးသက်ပေးလိုက်တော့ဝက်ကောင်လို့ခြေကောက်ကိုပြောဆိုလိုက်တာကြောင့်ငငယ်ကအမေဆဲဆိုနေတဲ့စကားတွေကိုပြန်လဲကြားယောင်လာပါတယ်လူပြောပေါ်ဝင်စားမှာမိန်းကလေးတွေရဲ့တပ်ပုံကြည့်မိလို့လှောင်အိမ်ထဲထဲခံရပြီးနားမခံသွားတဲ့အထိဆဲဆိုခံရဝမ်းနဲ့နှိုင်းတဲ့အထိတိမ်ငယ်စိတ်ဝင်အောင်လဲစိတ်တရားတွေအပေးခံရနေငယ်ဘဝတစ်ခုလုံးဆုပ်ပြတ်တက်နေတဲ့အတိတ်ကိုပြန်လဲညင်အောင်လာခဲ့တဲ့ခြေကောက်ဟာခီရာအပေါ်မှာဒေါသပုံချဖို့စူးစမ်းပါတယ်တို့ပေမဲ့ခန်းထဲကပလင်းကြောက်ွဲတဲ့အတန်းကြောင့်ခီရာစီကအာယုံလွဲသွားပါတယ် ဒါအဲ့ဒီတက်တက်များခေါ်နေတဲ့တန်ဖြစ်ပြီးတော့ဒီကောဝင်လာနဲ့ဘုံတဘုံနောက်မှာဝင်ပုန်းနေလိုက်ပါတယ်။အန်နာကတော့ကီရာကိုတွားခဲ့ဖို့ကြိုးစားခဲ့ပေမဲ့ဘာနတ်တဲ့ဂျေကော့ဟာတော့ရီအကုန်ယူသွားပါတယ်။တမျက်တနှုတ်စူဆောင်းထားတဲ့သူ့ရဲ့မျက်လုံးပူးတွေကွဲနေလို့ဒေါသရဲ့အလေးလိုက်ထွက်လာတဲ့ဂျေကော့ကလှုပ်တဲ့သူကိုအသေးအံလိုက်ရှာနေပါတယ်။ ခဏကြာမှပဲဘုံနောက်ကအဒီကိုရှာတွေ့သွားခဲ့ပြီးအဒီကတော့ကျင်စန်းနဲ့တိုက်ခိုက်လိုက်ပေမဲ့နှခါမရတော့တဲ့ဂျေကော့ဟာသူ့လက်ကိုဖမ်းဆွဲလိုက်ပြီးကျင်စန်းနဲ့အဒီလက်ပင်းကိုပြန်တို့ပေးလိုက်ပါတယ်။အဲနောက်ဘုံကိုတွန်းပြီးတော့အဒီကိုဆွဲညံ့နေခဲ့ပါတယ်။လောင်ချိုင်းတော့ကိုအမျိုးမျိုးဖွင့်ကြည့်နေတဲ့အန်နာကတော့အကြောင်းမထူးလာတာကြောင့်ဂျေကော့ပြန်မလာခင်ထပ်ပုံးနေလိုက်ရပါတယ်။ဒါပေမဲ့ဒီတစ်ခါဝင်လာတာဟာဂျေကော့မဟုတ်ဘဲမယ်ရီဖြစ်နေတာကြောင့်ခီရာတယောက်စိတ်အေးသွားပြီးသူ့ကိုကူညီပေးဖို့ပြောလိုက်ပါတယ်။ ကန်ဆိုးကျင်တော့ဂျေကော့ဟာနောက်ကနေထပ်ဝင်လာပြီးမယ်ရီပါအန်ရဲကြတော့မယ်လို့ထင်ရပေမဲ့နောက်မှသိလိုက်ရတာကမယ်ရီဟာဂျေကော့ရဲ့အမေဆိုတာကိုပါဘာကြောင့်ဒီအပြက်မှာအသက်ရှင်နေသေးတာလဲလို့တားဖြစ်သူကိုမင်းနေတဲ့မယ်ရီရဲ့မိကုံးတွေကတိတ်ကိုအေးဆက်တင်းငင်လုံးနေပါတယ်။တားဖြစ်သူကိုလူတက်ဖို့အမြဲတမ်းအားပေးနေတဲ့မယ်ရီကိုဘာကြောင့်ဒီလိုလုပ်တာလဲ။သူတို့မှရောဘာအပြစ်ရှိလို့လဲဆိုတော့ကီရာရဲ့မိကုံးတွေကိုတော့မယ်ရီကတည်တည်ငြိမ်ငြိမ်ပဲဖြေချပေးခဲ့ပါတယ်။ သူမကဘာသာရေးကိုတော်ဝင်ယုံကြည်တဲ့သူဖြစ်ပြီးဖောက်ပြောင်းမှုတွေကိုမုန်းတီးတယ်။အပြစ်ရှိသူတွေကိုအပြစ်ပေးရမယ်။အပြစ်သားအများစုအပြစ်ကျူးလွန်ရာနေရာကလည်းဟိုတယ်တွေမှာပဲ။ဒါကြောင့်ဒီနေရာမှာအပြစ်စီရင်ဖို့ရွေးချယ်ခဲ့တာဖြစ်ပြီးခီရာတို့ကိုဒီခေါ်ရတဲ့အကြောင်းရင်းကလည်းဂျဲမူရစ်ကြောင့်ပဲ။သူ့သားကိုနာကျင်အောင်လုပ်ခဲ့တဲ့ရစ်ကိုလက်စားချေခြင်းလို့ဒီကိုတစ်ဖက်လက်နဲ့ခေါ်လိုက်တာဖြစ်ပြီးခီရာတို့ကတော့အပူစုပေါ်လို့ပြောရင်ခီရာကိုတတ်ဖို့တားဖြစ်သူကိုအတင်းတွန်းအားပေးခဲ့ပါတယ်။ ဂျေကောကတော့ခီရာကိုမတက်ချင်လို့ညှင်းဆန်နေပေမဲ့အမေလို့သူကအပြစ်သားတွေကိုအပြစ်ပေးရမှာမင်းအလုပ်မင်းကဖခင်ရဲ့အမှုဆောင်ပဲသူ့ရဲ့မျိုးလုံးတွေမှာအပြစ်တွေမမြင်ဘူးလားအခုချက်ချင်းတရားစီရင်စမ်းလို့ဆိုကတွန်းအားတွေဇက်တိုက်ပေးလာတော့ဒီမခံနိုင်တော့တဲ့ဂျေကောဟာမလုံနိုင်ဘူးလို့အော်ပြောလိုက်ပါတယ်။ဒါဟာသူ့ဘဝမှာသူ့အမေကိုပထမဆုံးအကြိမ်ပြန်ခံပြောမှုတာဖြစ်ပြီးအမေကလည်းစိတ်ဆိုးသွားခဲ့ကခီရာကိုသူ့မကိုယ်တိုင်တတ်မယ်လို့ပြောလာပါတယ်။အဲဒီနောက်ခုံဘော်ကနေအန်နာချန်ခဲ့တဲ့တနက်ကိုယူပြီးခီရာကိုပြစ်တတ်ဖို့လုပ်တာကြောင့် ဂျေကောကလည်းတနတ်ကိုဆွဲလုပြီးအမေလက်တွေကိုချုပ်ထားလိုက်ပါတယ်။ဒါရောင်အမေက သူ့ကိုဆဲဆိုပြီးအပြစ်သားရဲ့မျိုးလုံးတွေကမကောင်းဆိုးအောင်မမြင်ဘူးလားလို့ပြောဆိုနေတာကြောင့်ငငယ်ကသူ့အမေကြောင့်စိတ်ဒဏ်ရာရခဲ့တဲ့အဖြစ်ကိုပြန်တွေးမိသွားပါတယ်။ဒီတော့မှသူ့စိတ်ကိုလျှော့လိုက်ပြီးအမေကိုပြန်ထူပေးခဲ့ကသူတွေ့ပါပြီလို့ဝမ်းနည်းစွာပြောလိုက်ပါတယ်။အမေကတော့သူ့သားအမြင်မှန်ပြန်ရသွားပြီလို့ထင်ပြီးပျော်သွားပေမဲ့တကယ်တမ်းဂျေကောကတော့အမေကိုနာကြည့်သွားပြီးဂုတ်ကနေဆွဲကကင်ပစ်လိုက်တာပါ။ အဲ့ဒီအခါနေရံမှာထွက်နေတဲ့တန်ဇုံနဲ့နှစ်ဖူးတက်တက်ဆိုင်ပြီးမယ်ရီတရာအသက်ပြောက်သွားပါတယ်။သူလဲစိတ်ထိခိုက်ကငိုချလိုက်ပြီးနောက်ဆုံးစိတ်တွေကထိမရတော့ပဲကီရာကိုလောင်ကျွမ်းနေရနေထုတ်ပြီးတော့အပြင်ကိုခေါ်သွားခဲ့ပါတယ်။အန်နာကလည်းတနက်ကိုအမြန်ယူပြီးတော့အနောက်ကနေလိုက်သွားခဲ့ပါတယ်။အခန်းတစ်ခုထဲကနေဖွင့်ထားတဲ့တချင်းတန်ကြောင့်တတိထားပြီးဝင်သွားကြည့်တဲ့အခါအတိတ်ကအကြောင်းအရာတွေနဲ့နှိမ့်မြုံရင်းဆိတ်လွတ်သွားတဲ့ဂျေကော့ဟာကီရာကိုပွေဖက်ထားတာကိုတွေ့လိုက်ရပါတယ်။အသေးစိတ်ကမနေတော့ပေမဲ့ကီရာကိုတော့တင်းတင်းကြပ်ကြပ်ပွေဖက်ထားခြင်းမို့ အန်နာကဂျီကောရဲ့ခေါင်းကိုတနက်နဲ့အသေးချာချိန်ထားလိုက်ပါတယ်။အဲနောက်အောင်းဝေးပြီးတနက်နဲ့ပြစ်လိုက်ပေမဲ့ဂျီကကုန်နေပါတယ်။ဂျီကုန်လို့ထွက်လာတဲ့တောက်ဆိုတဲ့အတန်လေးကဂျီကောကိုပြန်ခေါ်လိုက်တယ်လို့ဖြစ်သွားပြီးအသည့်ပြန်ဝင်လာခဲ့ကအန်နာကိုလယ်ပင်စားညစ်ခဲ့ပါတယ်။သူ့ကိုတစ္ဆာဖောက်တဲ့ခီရာကိုလည်းအပြစ်ပေးတဲ့အနေနဲ့လယ်ပင်ညစ်လိုက်ပြီးနှစ်ယောက်စလုံးကိုဆွဲမြောက်လိုက်ပါတယ်။အဲနောက်ခီရာကိုလွတ်ချလိုက်ပြီးတော့အန်နာရဲ့မျက်လုံးလေးကိုဖောက်ထုတ်ပြစ်ဖို့လုပ်နေတဲ့အချိန်မိုက်ကီကရောက်လာပြီးအနောက်ကနေဝင်တိုက်ခိုက်ပါတယ်။ ခြေကောက်ကိုလဲကျတဲ့အထိအလစ်ဝင်ရိုက်ခဲ့ပြီးသူ့ရဲ့အားနည်းချက်ဖြစ်တဲ့ခေါင်းကအပေါက်ကြီးကိုပိုင်လုံးနဲ့ထိုးဆိုင်ပြစ်လိုက်တာကြောင့်အထဲကနေလောက်ကောင်တွေကထွက်ကြလာပါတယ်။ခြေကောက်ကလည်းတိတ်ကိုနာကျင်သွားပြီးတော့ထွက်ပြေးသွားတဲ့မိုက်ကယ်တို့အနောက်ကိုအသေးအတန်လိုက်ရှာခဲ့ပါတယ်။အခန်းထဲကအတန်တွေထွက်လာတော့အထဲကိုဝင်ရှာတဲ့အခါပြတင်းပေါက်တကောင်ပွင့်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်အောက်ကိုဆင်းပြေးသွားပြီလို့ထင်သွားကပြတင်းပေါက်ကိုထွက်ကြည့်ခဲ့ပါတယ်။ဒီအခါတမင်လှည့်ကွက်ဆင်ထားတဲ့မိုက်ကယ်တို့၃ယောက်ကနောက်ကနေထွက်လာပြီးခြေကောက်ကိုအနားရှိတာတွေနဲ့ဝိုင်းရိုက်ခဲ့ပါတယ်။ ပြီးရတယ်ပြတင်းမောက်ကနေတွန်းချလိုက်ပြီးခြေကောလည်းအောက်ကိုပြုတ်ကျသွားပါတယ်။အန်နာကအောက်ပြုတ်ကျသွားတဲ့ခြေကောကိုလှမ်းကြည့်လိုက်တဲ့အခါခြေကောကမပြုတ်ကျသေးပဲပြတင်းမောက်ကနေတွဲလောင်းခိုကသူ့မကိုပါအတင်းဆွဲချခဲ့ပါတယ်။ခီရာကတော့အန်နာပြုတ်ကျမသွားအောင်နောက်ကနေထိန်းထားပေးခဲ့ပြီးမိုက်ကယ်ကခြေကောရဲ့လက်ကိုပိုင်လုံးနဲ့အားကုန်ထုရိုက်ပစ်လိုက်ပါတယ်။ဒါတော့အတင်းကြွတန်းနေတဲ့ဂျေကောကြောင့်အန်နာကစိတ်တူလာပြီးမိုက်ကယ်ရဲ့လက်ထေရာတန်ချောင်းကိုလူကဂျေကောမျက်လုံးကိုထိုးပစ်လိုက်ပါတယ် ဒီတော့မှဂျေကော့ဟာတိုက်အောက်ကိုတဖြည်းဖြည်းပြုတ်ကျသွားခဲ့ပြီးမန်အမိုးဘော်ကတန်ချောင်းတွေနဲ့ထပ်မံခိုက်မိခဲ့ပါတယ်။အန်နာအောက်ကိုရောက်တော့လဲတန်ဂျုံတွေကသူ့ရဲ့နှလုံးသားတဲတဲ့ကိုစိုက်ဝင်လို့တွားခဲ့ပါတယ်။အယားအယားပြေးဆုံးသွားပြီဖြစ်လို့တပြင်းချနိုင်သွားတဲ့အန်နာ၊ခီရာနဲ့မိုက်ကယ်တို့၃ယောက်ကတော့မယ်ရီရဲ့အိထရာတော့ကိုယူပြီးအောက်ကိုဆင်းလာခဲ့ပါတယ်။သူမတို့အတွက်ပြန်လာပေးခဲ့တဲ့မိုက်ကယ်ကိုလည်းကျေးဇူးတင်စကားပြောကာ၃ယောက်သားကိုယ်အင်ကိုပြန်ခဲ့ကြရင်ဇလန်းလေးလည်းပြေးဆုံးလို့တွားခဲ့ပါတယ်။ ဒီလိုတဲ့တဲ့ရင်ပေါ်စကားကောင်းလေးတွေကိုစဉ်စမ်းမပြတ် recap ပြုလုပ်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe နေသွားဖို့မမေ့ပါနဲ့နော်